ချင်းပြည်နယ်ဖလန်းမြို့သိန်းတိုက်ပွဲမှာဟာဝေဇာအမြောက်အပါဝင်လက်နက်မျိုးစုံယာနဲ့ချီသိမ်းဆီးရမိကြောင်းချင်းညီနောင်စစ်စင်ရေးအဖွဲ့ကသတင်းထုတ်ပြန်ပါတယ်ဖလန်းမြို့သိန်းစစ်စင်ရေးကို နိုဝင်ဘာ9မှာစတင်ပြီးအခု April 9သတင်းထုတ်ပြန်ချိန်အထိ9လကြာတိုက်ခိုက်ခဲ့ရပါတယ်စစ်ကောင်စီဘက်ကဖလန်းမြို့မကြဆုံးရေးအတွက်မျိုးစုံတက်အမှတ်968ခြေလင်းတက်ရင်းအပြင် တပ်မ89လျောက်ခန့်တပ်ရင်းတစ်ခုပါစစ်ကူရောက်လာပြီးလေကြောင်းပစ်ကူနဲ့အကြိမ်တစ်ထောင်ကျော်ဘုံကျဲတာကြောင့်၅လအထိအချိန်ယူတိုက်ခိုက်ခဲ့ရတာလို့ဖော်ပြပါတယ်သိသိရမိတဲ့လက်နက်တွေထဲမှာဟာဝေဇာအမြောက်အပါဝင်လက်နက်မျိုးစုံယာနဲ့ခြီတာကိုတပ်ပုံမှတ်တမ်းတွေတွေ့ရပါတယ်ဒီစစ်စေးကို ချင်းကြီးနောင်ဖွဲကဥဆောင်ပြီးမကွေးတိုင်းနဲ့စကိုင်းတိုင်းက PDF အဖွဲ့တွေ ရောဒေတာက တက်တွေပါဝင်တိုက်ခိုက်ပြီး AA အရခတက်တော်ကလက်နဲ့ခရမ်းနဲ့စည်ရေးကြံပြီးဆောင်ရွက်သွားတယ်လို့ဖော်ပြပါတယ်။ဖလန်ဒေတာစစ်ကောင်စီကင်းစင်ရေးကနေတနိုင်ငံလုံးမှာပါစစ်အာဏာရှင်စနစ်ကြဆုံးရေးအတွက်မဟာမိတ်တွေနဲ့လက်တွဲပြီးဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ချင်းကြီးနောင်ဖွဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ စကိုင်းတိုင်းအင်ဒိုမြို့မှာနောက်ဆုံးကျန်နေတဲ့ဂျပန်လိုင်ကူစခန်းကိုဒေါ်လာရင်းတက်တွေကသိမ်းပိုက်စဉ်ဧပြီ9ရက်ည9:00နာရီကမှစခန်းစွန့်ခွာထွက်ပြေးသွားတဲ့တပ်မ89တပ်မမှုနဲ့အင်အားတရာခန့်ရှိတဲ့အဖွဲ့ကို PDF တပ်တွေကဖမ်းဆီးရမိပြီလို့ကချင် news group KNG ကဖော်ပြပါတယ်။အင်ဒိုဂျပန်လိုက်ကူစခန်းကနေထွက်ပြေးတဲ့တပ်မမှုနဲ့အဖွဲ့ကိုကတာမြို့နယ်တနီယာမှာဧပြီ10ရက်ညပိုင်း လက်ရဖမ်းမိတာလို့သိရပါတယ်ဆိုရှယ်မီဒီယာမှာပြန့်နေတဲ့ဗီဒီယိုကလစ်တွေတွင်မှတွေ့ရသလောက်ဆိုရင်တမ89တမ်မမှုဘုံမှုချုပ်အောင်သက်ဦးအပါအဝင်လက်ရဖမ်းမိတဲ့စစ်သားဦးရေ150ခန့်ရှိပါတယ်အင်းတော်မျိုးသိန်းစစ်စင်ရေးကို ရှစ်လတာအချိန်ယူဆောင်ရွက်ခဲ့ရပြီး PDF ပြည်သူ့ကာကွယ်တပ်မတော် KPDF ကချင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ ABSDF ြန်မာနိုင်ငံလုံးဆိုင်ရာကြောင်းသားများဒီမိုကရက်တစ်တပ်ဦးနဲ့ KIA ကချင်လွတ်လပ်ရေးတပ်မတော်တပ်တွေက ပူးတွဲဆောင်ရွက်သွားတာဖြစ်ပါတယ်။ရှမ်းမြောက်နဲ့ကချင်ပြည်နယ်မှာနေမြေအငင်းပွားမှုဖြစ်ပြီးမကြာခဏပြဿနာတက်လို့ဝေဖန်ခံရတဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့တမ်းမျိုးသားလူမျိုးရေးတပ်မတော် TNL အကြားဆွေးနွေးရေးအတွက်ရှေ့ပြေးညှိနှိုင်းမှုတွေစတင်နေပြီလို့ KIA အဆင့်မြင့်အရာရှိဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်ကသူ့ရဲ့ဆိုရှယ်မီဒီယာကနေအသိပေးပါတယ်။ဒီဆွေးနွေးပွဲကနေရတ်ကောင်းတွေထွက်လာရေးအတွက်သက်ဆိုင်ရာဒေသတွင်းရှိမိဘပြည်သူတွေက နားလေကူညီပေးဖို့အွန်လိုင်းသုံးဆဲသူတွေမီဒီယာတွေအကြံပေးထောက်ပြလူသူတွေစီကအပြူသဘောဆောင်တဲ့ကူညီပံ့ပိုးမှုတွေကိုလည်းမျှော်လင့်တယ်လို့ဗိုလ်ချုပ်ကြီးဂွန်မော်ကတိုက်တွန်းထားပါတယ်။ မကွေးတိုင်းရေစကြိုမြို့နယ်ရေလေကျွန်းဒေသကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ဒေသခံတော်လိုင်းတပ်တွေကြားတိုက်ပွဲဖြစ်ပြီးစစ်ကောင်စီဘက်ကသေဆုံးမှုများတဲ့အပြင်သုံးပန်းနှုတ်ဖမ်းဆီးရမိတယ်လို့ပကံဘူချူအဖွဲ့ကသတင်းထုတ်ပြန်ပါတယ်ဖမ်းမိတဲ့သုံးပန်းနှုတ်ဟာစစ်မှုထမ်းဥပဒေအရအတင်းကျပ်စုဆောင်းခံရပြီးတပ်တဲရောက်သွားသူတွေဖြစ်တယ်လို့သုံးပန်းနဲ့မေးမြန်းထားတဲ့ ဗီဒီယိုမှတ်တမ်းအရာသိရပါတယ်။ February 26ကနေ April 6အထိတိုက်ပွဲတွေမှာ ပကံဘူချူအဖွဲ့နဲ့အတူရဲဘော်ညီနောင်ပျောက်ကြားတပ်ဖွဲ့ဒေါင်းညီနောင် PDF ပခုတ်ကူခရိုင်တပ်ရင်း30နဲ့တပ်ရင်း3ရေစကြိုမျိုးနယ်ပလဖပြည်သူ့လုံခြုံရေးအဖွဲ့နဲ့ဒေသခံအဖွဲ့တွေပါဝင်တယ်လို့ဖော်ပြထားပါတယ်။ စကိုင်းတိုင်းရွှေဘုံမြို့နယ်ဇီးပြူကုန်းပြူစောတိရွာကပြည်သူစစ်တဦး G3 တနက်တလဲနဲ့အတူ April 1ရက်မှာပြည်သူရင်ဝင်ခိုလုံလာတဲ့အတွက်ထိုက်သိမ်းတဲ့စုငွေချင်းမြလိုက်တယ်လို့ရွှေဘုံခရိုင်အမှတ်လေးတပ်ရင်းကသတင်းထုတ်ပြန်ပါတယ်အလားတူကရင်ပြည်နယ်တန်တောင်ကြီးအခြေစိုက်အမှတ်962ချင်းမြန်တပ်ရင်းကတပ်သားတူဟာ MA1 တနက်တလဲနဲ့အတူ April 1မှာ ကရင်မျိုးသားလူမျိုးရေးတက်မတော် KNL တက်မဟာနှစ်တက်ရင်း၅ထံခိုးလုံလာတယ်လို့သိရှိရပါတယ်ခင်ဗျာ။